ကျမတို့မူကြပါစားခင်ဗျာ2025ခုနှစ်မေလ10ရက်နေ့ရညခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယမပြည်သူပေါင်းကိုတော်လှန်ညာကြပါလို့နှုတ်ခွန်းဆက်သားပါရခင်ဗျာဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါဒီကနေ့ညမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေထဲမှာဆိုရင်ကျွန်တော်တို့မြိုင်မြို့နယ်ကကန်ဒီရွာကနေပြူစောတီတုံးဦးဟာမိသားစုတွေကလေးငယ်တွေအပါအဝင်ဒီတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကိုအလင်းဝင်ရောက်လာပါတယ်အဲ့တော့သူတို့ရဲ့ ထုတ်ဖော်ဝန်ခံချက်ပြောဆိုချက်တွေအရကန်ဒီရွာမှာရှိတဲ့ပြူခေါင်းဆောင်ကအဲ့ဒီရွာတွေကအမျိုးသမီးငယ်တွေအမျိုးသမီးပြူတွေကိုတနက်ပြချင်းချောက်ပြီးတော့အတင်းအဓမ္မတားမရပြုကျင့်တဲ့လုပ်ရက်တွေကိုတောက်လျှောက်ပြုလုပ်နေတယ်လို့သိရပါတယ်တချို့ဆိုလို့ရှိရင်ကိုဝင်ရတဲ့အထီကိုဖြစ်တယ်လို့သိရပါတယ်လူစင်စစ်ကနေပြီးတော့တလိစံစိတ်ပေါက်နေတဲ့ပြူစောတီခေါင်းဆောင်အကြောင်းကိုလည်းဒီနေ့ညမှာနားဆင်ရမှာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရုရှားမှာ ရှီကျင့်ဖင်နဲ့တွေ့ဆုံခဲ့တဲ့မင်းအောင်လိုင်ကမြန်မာပြည်တွင်းမှာရှိတဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေတရုတ်နိုင်ငံသားတွေဒီတရုတ်အကျိုးစီးပွားနဲ့ပတ်သက်တဲ့အရာတွေကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုပြီးကတိပြုလိုက်တဲ့သတင်းမှာအတော့အကြမ်းဖက်ဆက်ရှုံးကောင်စီ တက်လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိအရာခံဘုံငယ်တပ်သားအဆင့်ကနေတက်ကြည်ရာဓုမျိုးစုံကဆက်ရှုံးကောင်စီတပ်သားတွေအနေနဲ့ အရင်ကတော့အချမ်းမဲ့ဆက်ရှင်ကောင်စီတက်ရဲ့ခေါင်းဆောင်ပိုင်းနေမိသားစုဝင်တွေကိုအကျိုးစီးပွားတွေကို အသက်ပေးကာကွယ်ခဲ့ရတယ်အခုတော့နောက်ထပ်အသက်ပေးကာကွယ်ခဲ့ရမယ်တရုတ်သခင်ကြီးတွေသူတို့အတွက်ထပ်ပြီးတော့တိုးလာတဲ့သဘောပါဒါကြောင့်မလို့အချမ်းမဲ့ဆက်ရှင်ကောင်စီတပ်သားတွေအနေနဲ့တော့အသက်နှစ်ချောင်းပါမှသာလုံလောက်ပါတော့မယ်အရင်ကတော့အသက်တစ်ချောင်းနဲ့စစ်ချုပ်ကောင်စီရဲ့အကျိုးစီးပွားကိုကာကွယ်ရတယ်အခုနောက်ထပ်အသက်တစ်ချောင်းထပ်ပြီးတော့အပေါ်ပါမှသာ ။နောက်သခင်ကြီးတွေကိုလည်းကာကွယ်ဖို့တိုးလာပြီဆိုတော့အဲ့လိုမျိုးအခြေအနေကိုစိုက်ရောက်နေပါပြီ။နောက်သတင်းတပုတ်ကတော့တော်တော့ကိုရုပ်မှရက်ဆက်တယ်သတင်းမှာဒါကတော့ချောင်းဦးမြို့နယ်တဲကရှင်ပြုအလူပွဲကိုကျမ်းပတ်စရှုံးကောင်စီအုပ်စုကဒီဘုံကျဲတဲ့အတွက်မောင်ရှင်လောင်းနဲ့အလူဒါရကဖခင်အလူဒါရကပါဝင်အမျိုးသား၃ဦးသေဆုံးရပါတယ်အဲ့တော့အလူအမနဲ့တမင်းဖြစ်သူတို့ပေါ့တမင်းဖြစ်သူတို့ကပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့အတွက်စေကုသမှု ခံယူနေရတယ်လို့သိရပါတယ်အဲ့တော့တိုင်းပြည်ကိုကာကွယ်မယ်ဆိုတဲ့ပြည်သူလူထုကိုစောင့်ရှောက်ပါမယ်ဆိုတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရဲ့လုပ်ရက်ကိုကြည့်ကြပါဦးတစ်ဖက်မှာတကယ်ကိုကုသိုလ်ယူနေတဲ့အချိန်မှာရှင်လောင်းနိုင်နေရင်ဒီကိုရင်ဝတ်တော်မဖြစ်လိုက်ရဘူးလူထိုင်ကောပြီးတော့တားဖြစ်သူမောင်ရှင်လောင်းရောပြေဆုံးခဲ့ရတယ်မိခင်ဖြစ်သူအလူမနဲ့သူ့ရဲ့ဒီတမီးဖြစ်သူလည်းပြင်းပြင်းထန်ထန်ဒဏ်ရာရနေတဲ့အတွက်စေကုသမှုခံယူနေရတဲ့အထီကိုဖြစ်သွားကြတယ် တော်တော်လေးကိုရရက်ဆက်ရုပ်မှာပတ်ဆက်တဲ့အကြံဘတ်စရှုံးကောင်စီပါအခုလိုဖြစ်ရတဲ့ကိုသတင်းတွေကိုတွေ့ရရင်အတော့ကိုရင်ထုမနာဖြစ်ရပါတယ်နောက်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ကစရှုံးကောင်စီခမာယာ24တန်ရင်ရဲ့တန်လက်စခန်းကိုကင်းနယ်လီပူးပေါင်းတပ်တွေကအပြင်းထန်ချိုးစစ်ဆင်ကတခေါ်ပြီးခရစ်စခန်းကိုတင်ပြတဲ့နောက်စရှုံးကောင်စီတပ်စခန်းကိုတောက်လျှောက်တိုက်ခိုက်နေပါတယ်အဲ့တော့ဗာတီတို့ရဲ့လက်တံပြောင်တဲ့စခန်းသိမ်းတိုက်ပွဲတွေအကြောင်းတွေကို နားဆိုရင်လည်းအောင်ပွဲတွေကိုကျွန်တော်တို့နောက်ရက်တွေမှာသတင်းကြေညာရတော့မယ်ထင်ပါတယ်နောက်သတင်းကတော့အပြည့်ရဲ့ဆက်ရှုံးကောက်စီတက်က DNL နဲ့မြေကိုဘုံကျဲတိုက်ခိုက်လို့၄ဦးသေဆုံးရပါတယ်နေ့စဉ်နဲ့အမြဒါကတော့ကျွန်တော်တို့ဖြစ်ရဖြစ်စဉ်တမျှကိုကြားနေရတဲ့သတင်းမှာနေ့စဉ်နဲ့အဆူသလို DNL နဲ့ဆွေးနွေးပွဲပြတ်ပြီးကြတဲ့ကဘုံမကျဲတဲ့ရက်ကိုမရှိပါဘူးဒီသတင်းတွေနဲ့အတူဒီကနေ့ညပိုင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးပါပါခင်ဗျာ အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်ကတော့မကွေးတိုင်းညိုင်မြို့နယ်ကန်ဒီရွာကပြူစောတီတုံးဦးထွက်ပြေးလာပြီးအလင်းဝင်ကကျင်းရွာပြူစောတီခေါင်းဆောင်ကမိမပြိုလေးတွေကိုလက်နဲ့နဲ့ချင်းချောက်ပြီးတားမရပြုတ်ကျင်နေမှုကိုအလင်းဝင်လာတဲ့ပြူစောတီတွေကထုတ်ဖော်ပြောဆိုကြောင်းပကုတ်ကခင်အမှတ်ဆောင်ကတည်ရင်ကတာဝန်ရှိသူတွေကပြန်ပြီးတော့ပြောပြကြပါမယ်ခင်ဗျာမေလ9ရက်နေ့ညိုင်မြို့နယ်ကန်ဒီပြူရွာကနေထွက်ပြေးလာပြီးအလင်းဝင်လို့ကြောင်းဒေသကာကွယ်ရေးအဖွဲ့ပကဖရဲ့ ဒီတာဝန်ခံလေးစီကိုအကြောင်းကြားလာမှုအရာတွားရောက်ခေါ်ယူစောင့်ရှောက်ပေးခဲ့ကစစ်စင်းမင်းမြတ်တဲ့အချိန်မှာကန်နီဘာပစ္စောတိကောင်းဆောင်ကကျေးရွာမှာနေတဲ့မင်းမပြိုလေးတွေကိုလက်နက်အားကိုနဲ့ချင်းချောက်အနိုင်ကျင့်ကတာမယဖြစ်နေပြုကျင့်နေတာကိုဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါတယ်ပြူကောင်းဆောင်ကရွာထဲမှာရှိတဲ့မင်းမပြိုလေးတွေကိုမရငယ်ဖြစ်နေအတင်းကျပ်လုပ်နေတာလို့သိရတယ်အရေးအတွက်တော့မင်းမကြည့်ခင်ဘူးတချို့ဆိုရင် ိုက်ကြီးတာတွေရှိတယ်။အဲ့ဒါကမနစ်ကအစကျွန်တော်တို့ကြားသိထားရတဲ့အကြောင်းအရာပါလို့ခုခုခဲအမတ်35တရင်ကတောင်းဝင်ရှိသူကရှင်းပြပါတယ်။အလင်းဝင်ရောက်ခဲ့သူတွေကတော့အသက်30ကျော်အရွယ်ပူစောတီနှစ်ဦးနဲ့အသက်20ကျော်အရွယ်ပူစောတီတစ်ဦးတို့ဖြစ်ပြီးကလင်းငယ်၃ဦးလည်းပါဝင်တယ်လို့သိရပါတယ်ခင်ဗျာ။ကန်ဒီပူစောတီစကန်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖိတ်ဆို့ထားရာစာနယ်ဇင်းကပြက်လက်နေမှုတွေရှိပြီးစစ်ကြောင်းပေါင်းစစ်တပ်လက်အောက်ခံပူစောတီတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုမခံနိုင်တော့တဲ့အဆုံးမှာထွက်ပြေးအခုကြီးတောင်းခံလာတာလို့သိရပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့နိုင်ငံကုံသွယ်ရေးစွမ်းအင်စတဲ့ကဏ္ဍတွေမှာပူပေါင်းဆောင်ရွက်မှုတွေကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးမြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုတွေကိုတက်ဆွမ်းသမျှအာမခံပေးသွားမှာဖြစ်ကြောင်းအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ရဲ့ခေါင်းဆောင်ကြီးမင်းအောင်လှိုင်ကတရုတ်သမ္မတရှီကျင့်ဖင်နဲ့ မော်စကိုမှာတွေ့ဆုံတဲ့အချိန်ဂရီဘေးပြောဆိုခဲ့တယ်လို့သိရပါတယ်။လူမြန်မာတနိုင်ငံကမဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကိုနယ်ဆိုင်စွာဆောင်ရွက်ပြီးလူမြန်မာစီးပွားရေးသင်းကြံရဲ့အရေးကြီးတဲ့စီမံကိန်းတွေတည်ဆောက်မှုကိုအဆက်မပြတ်တွန်းအားပေးလှုပ်ဆောင်မှုမြန်မာနိုင်ငံအနေနဲ့ဤဝန်ထမ်းတွေအဖွဲ့အစည်းတွေစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုတရားအာမခံပေးဖို့အွန်လိုင်းလောင်းကစားနဲ့လေးလည်မှုစတဲ့နေဆက်ဖြတ်ကျော်ပြစ်မှုကျွလုံမှုတွေကို တွုံးမြင်ပြီးတော့တိုက်ဖြတ်သွားဖို့သမရရှီကျင့်ပြင်းရဲ့တိုက်တွန်းချက်ကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြန်လည်ဖြေကြရမှာအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်အဲတော့သခိုင်းတိုင်းထိကြမြို့နယ်မှာရှိတဲ့တရုတ်ရင်းနှီးမြို့နယ်မှုစီမံကိန်းဖြစ်တဲ့တကောင်နီကယ်ဆက်ယုံနဲ့မန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့တရုတ်ဖက်ဆက် FRB လက်မြေဆက်ယုံတို့ကိုပြည်သူ့ကာကွယ်ရေးတပ် PDF တွေကတိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်သတင်းကတော့ကျွန်တော်တို့သခိုင်းတိုင်း၆ဦးမြို့နယ် ုံးမှန်လာကြေးရွာမှာပြုလုပ်နေတဲ့ရှင်မြို့နာသာအလူပွဲကိုအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖွဲ့ကဒီကနေ့မနက်ပိုင်းမှာစက်တက်လေးထီးနဲ့ဘုံကျဲခဲ့တာကြောင့်မောင်ရှင်လောင်းနဲ့ဖခင်ဖြစ်သူအပါဝင်အမျိုးသားသုံးဦးသေဆုံးပြီးရှင်လောင်းရဲ့မိခင်အလူတိုင်းကမှအလူတိုင်းကမှနဲ့တမိဖြစ်သူတို့ကဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့အတွက်စေဝါကုသမှုတွေခံယူနေရတယ်လို့သိရပါပါတယ်ခင်ဗျာအတော်လေးကိုစိတ်မကောင်းစရာတဲ့င်းမှာချောင်းမြို့နယ်ဒုံမလာကျေးရွာကိုတိုက်ပွဲမရှိဘဲ အဂျမန်စစ်အုပ်စုကမော်ဂနာမခါကနေတက်လာတဲ့စက်တက်လေတီနဲ့မီလာ၁၀ရက်နေ့ဒီကနေ့မနက်၁၇နာရီ၄၀မိနစ်အချိန်လောက်မှာနေချောင်းကနေဘုံကျဲတက်ဖြတ်ခဲ့တာဖြစ်တယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။သူတို့မိသားစုတွေကစီးပွားရေးအဆင်မပြေကြသူတွေဆိုတော့ရှင်ပြုလူပွဲကိုဘုံကြီးကျောင်းမှာအတူချုပ်လေးလုပ်ဖို့ပြင်ဆင်နေကြတာအလူမန်းတဲ့ကြီးတွေဆောက်ပြီးတော့အတန်ချက်ဆက်တွေနဲ့လုပ်နေတာမျိုးမဟုတ်ပါဘူး။ဘုံကြီးကျောင်းမှာပဲစွန့်ကပ်ပြီးတော့လုပ်ဖို့စီစဉ်ထားတာ။ ာရာမော်တော်နဲ့ဘုံဒီလာချသွားတာကအလူလုံးမဲ့အိမ်ကိုလာချသွားတာအဲ့တော့ရှင်ပြုတ်ပွဲမှာမောင်ရှင်လောင်းကမရှိတော့ဘူးတည်ဆုံးသွားပြီဆိုတော့မနှက်ဖြန်လုံးမဲ့အလူဘွဲကတော့မဖြစ်နိုင်တော့ဘူးပေါ့ကျွန်တော်တို့လည်းရှင်ပြုတ်နာသာအလူဘွဲကိုမေလ17ရက်မနှက်ဖြန်မှာကြေးရွာဘုံကြီးကျောင်းမှာပြုလုပ်ဖို့စီစဉ်ထားပေမဲ့အလူဝင်နေ့ဖြစ်တဲ့ဒီကနေ့မနက်ပိုင်းမှာစစ်ရှုပ်စစ်ရှုံးကောင်စီအုပ်စုကစက်တက်လေထီးနဲ့အလူအိမ်ပေါ်ဘုံကျဲသွားတာကြောင့် အသက်၁၂နှစ်အရွယ်မောင်ရှင်လောင်းနဲ့အသက်၃၀အရွယ်ဖခင်အလှူထိုင်ကအသက်၃၀အရွယ်အမျိုးသားတဦးစုစုပေါင်း၃ဦးသေဆုံးခဲ့ပြီးတော့အလှူမနဲ့သမီးဖြစ်သူတို့ကပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒီ၆ဦး Revolution New CRN ကဖော်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျာအင်မတန်စေမကောင်းဝမ်းနဲ့စရာကောင်းတဲ့တဲ့င်းမှာမနှက်ပြန်ဆိုလို့ရှိရင်တကယ်ကိုကောင်းမှုကုသိုလ်ပြုပြီးတော့ရှင်ပြု နာတအလူပွဲနေ့ စီးပွားရေးလည်းအဆင်မပြေတဲ့မိသားစုလေးဖြစ်တဲ့ဘုန်းကြီးကျောင်းပါပဲအချင်းချင်းအချင်းယုံပြီးတော့ပြုလုပ်မဲ့လူပွဲလေးအခုတော့ဒီဖက်စင်မိစ္ဆာတွေရဲ့ဖြက်စီးမှုလက်အောက်မှာလူတိုင်းကောဘာမောင်ရှင်လောင်းကောအသက် ဆိုးရှုံးရတဲ့အင်ပဒါမစိတ်မကောင်းစရာသတင်းတစ်ပုဒ်ဖြစ်ပါတယ်။နောက်သတင်းကတော့ဂရင်ပြည်နယ်ဘက်မှာလက်တံပြောင်နေတဲ့ဖာတီတို့ရဲ့တိုက်ပွဲသတင်းအကြောင်းအရာကိုပြောပြချင်ပါတယ်။ ကရင်ပြည်နယ်ထမ်းမြမာနယ်စပ် KNU တပ်မခွန်နယ်မြေတွင်းမှာရှိတဲ့စစ်ရှုံးကော်စီခမရ24တပ်ရင်းရဲ့တန်လက်ခန်းကို KNL ဖူးပေါင်းတပ်တွေကအပြစ်ဒဏ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်တွေကပြောဆိုတာကိုသိရပါတယ်။မနေ့ကပဲကျွန်တော်တို့စခန်း3ခုကိုတပြိုင်တည်းထဲတမခွန်တမလေးတမ3ဘက်မှာသိမ်းယူခဲ့တာကိုတွေ့ရှိရပါတယ်။ဒီကနေ့မှလည်းတမခွန်မှာပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်ဆိုတော့မကြခင်နောက်ရက်တွေမှာဒါမှမဟုတ်လို့ရှိရင်ညာခင်ချိန်ခါမှာ စခန်းသင်းအကြောင်းအရာတွေကိုကျွန်တော်တို့ထပ်မံကြားသိရတော့မယ်လို့ယူဆပါတယ်အဲ့တော့ဒီကနေ့မနက်စောပိုင်းကစတင်ပြီးထမ်းမြန်မာနေဆက် KNU တက်မှာခွန်နေပြည်တွင်းမှာရှိတဲ့အကြမ်းဖက်ဆက်ရှင်ကောင်စီရဲ့ခမာယာ24တရင်တန်လန့်စစ်စခန်းကိုကန်နလီပူပေါင်းတပ်တွေကဒရုန်းနဲ့ဘုံကျတာ81မမလက်နက်ကြီးတွေနဲ့ပစ်ကတ်တာပါဝင်အပြင်းထန်ထိုးစစ်ဆင်နေရလို့သိရပါတယ်စစ်တပ်ကလည်းစခန်းမကျစေဖို့အတွက်တိုက်လေရင်နဲ့ဘုံကျခုခံတိုက်ခိုက်နေကြောင်းမနေ့ကဆက်ရှင်ကောင်စီရဲ့ တခေါ်ဘီခရစ်ကန်ကိုတိမ့်ပိုက်ပြည့်ရတော့ဒီကနေ့မှာစရှုံးကောင်စီတက်ရဲ့တန်လက်စခန်းကိုထိုးစစ်ဆင်နေတာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာကနေလီဘူဘောင်းတက်တွေကထိုးစစ်ဆင်နေတဲ့အဲ့ဒီစခန်းကထိုင်းနိုင်ငံထပ်ဆောင်ရန်မြို့နယ်အပိုင်းမဲလာကျေးရွာဘက်နဲ့နီးကပ်တဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်တောင်းရင်မြကူဂိတ်တွေကိုပိတ်ထားပြီးစောင့်ကြည့်ကင်းလက်နေတယ်လို့လည်းသိရပါတယ်ထိုင်းစစ်တပ်ကနှစ်နာရီကြာတခါတင်ကားရင်နန်းတွေကအသွားပြန်ကင်းပတ်နေတယ် မဲလာလန်တလျှောက်မှာလေဂိတ်တွေချပြီးတော့စစ်နေတယ်။တောင်းရင်မြကန်းကူးတဲ့ဂိတ်တွေအကုန်ပိတ်ချထားတယ်။ဒီဗျူဟာမှုကိုယ်တိုင်ထိုင်းဘက်ကဗျူဟာမှုကိုယ်တိုင်မြန်မာတိုက်ပွဲကိုစောင့်ကြည့်နေတယ်။လက်နက်ကြီးလေရင်အစုံတိုက်နေတာဆိုတော့ထိုင်းဘက်ကြီးကြမာနဲ့စကားစစစ်သားတွေပြည်တက်လာမှာကိုစောင့်ကြည့်နေပုံပဲလို့ထိုင်းမြန်မာနယ်စပ်ကစစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ။အဲ့တော့ထိုင်းကဗျူဟာမှုကြီးကိုယ်တိုင်စောင့်ကြည့်နေတာမှန်ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲ့ဒီစစ်သားတွေဟာထိုင်းနယ်စပ်မှာတိုက်ပွဲတွေဖြစ်တိုင်းသူတို့တွေရေချောင်းနဲ့တမျိုးကုန်းလန်းနဲ့တသွဲရရင်ရတဲ့နီးနဲ့လှစ်ကနေဆိုရင်လှစ်ကနေဆိုပြီးတော့ပြေးဝင်ကြတဲ့ဖြစ်စဉ်တွေအများအများရှိကြလို့ပါအဲ့တော့မာရသွန်ပြေးပွဲမှာတော့ချန်ပီယံလို့ဆိုရမလောက်ပင်တိုက်ပွဲတွေတိုက်ပွဲတွေတိုင်းမှာအပြစ်တန်တဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအခုလည်းသိကြပါတယ်ထိုင်းနယ်စပ်ကိုဘလို့ပုံစံမျိုးနဲ့ပြေးဝင်လာမလဲထိုင်းနိုင်ငံတွေကိုဘလို့ပုံစံမျိုးနဲ့ပြေးဝင်ပြီး ပါကြီးကိုအကူကြီးတောင်းလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်အနေထားပါခင်ဗျာနောက်တစ်ပုဒ်ကတော့ DNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုချမ်းဘတ်ဆက်ရှုံးကောင်စီတက်ကဘုံကျဲတိုက်ခိုက်တဲ့တဲ့မှာချမ်းပြည်နယ်မြောက်ပိုင်းဒီပလောင်တန်းပေါ့နော်တန်းပလောင်ဝေသားလွတ်မြောက်ရေးတက်မှာတော့ DNL တိုက်ခိုက်သိမ်းပိုက်ထားတဲ့နောင်ချိုမြို့တွင်းမှာရှိတဲ့တရက်ချိုနောင်လင်းရာပြင်အုံမဒီတောင်လာကျေးရွာတွေကိုဆက်ရှုံးကောင်စီတက်က မီလာ9ရက်မှာ drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ကြောင်းတရားလေဘက်ကသတင်းထုတ်ပေါ်ပြောဆိုလာပါတယ်ရုစရှုံးကောင်စီဟာမီလာ6ရက်နေ့ကနေ30ရက်နေ့ထိအပြစ်ခတ်ရဆဲရင်တက်တန်းထူထားပေမဲ့တက်တန်းတို့ကြောင်းဒီ MRTV ကနေပြီးတော့ကျင်းညာပေမဲ့တန်းပြီးအဲ့တော့မြေပြင်မှာထိုးစစ်စင်တာတွေလက်နက်ကြီးပြစ်ခတ်တာတွေ drone တွေကြောင်းတိုက်ခိုက်တာတွေကိုနေ့စဉ်နဲ့ပြုလုပ်လျက်ရှိနေရမှာမီလာ9ရက်မနေ့6နာရီ20မိနစ်လောက်မှာတရားလေတက်တွေရှိရာ တရိုက်ချူရွာဤကိုစစ်ကြောင်းထုတ်လာတဲ့အတွက်နိုင်ဘွဲတွေဖြစ်ပွားခဲ့ပြီးနေ့လယ်12နာရီ20မိနစ်မှာစစ်ရှုံးကောင်စီရဲ့အမတ်900နှစ်ကဒရုန်းနဲ့ဘုံဒီငါလုံးလက်နက်ကြီးနဲ့ဆယ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတရိုက်ချူရွာမှာမင်္ဂလာဆောင်ဤမှာကြားရောက်ပေါက်ခွဲခဲ့တဲ့အတွက်ကလင်းငယ်တို့အပါအဝင်၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဒါပြင်မနက်9နာရီ20မိနစ်မှာရာပြည်ကျေးရွာကိုအမတ်900နှစ်ကဒရုန်းနဲ့ဘုံနှလုံးအပြင်အစိမ့်ဝေဘုံ၁၇ကျင်း ။နောင်လင်ကျေးရွာကိုဒရုန်းနဲ့ဘုံ၈ကျိလက်နက်ကြီးနဲ့9ကျိတဲခေါ်ရွာအထိုင်ကအုံမရီကျေးရွာကိုဒရုန်းနဲ့ဘုံ၉လုံးအစိမ့်ွေဘုံ၄လုံးပြင်းနယ်လေတပ်တွေရှိရာတောင်လှကျေးရွာကိုလက်နက်ကြီးနဲ့၁၈ကျိအစိမ့်ွေဘုံနဲ့၆ကျိပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဒါကတော့နေ့စဉ်နဲ့အမြ။မဆားရတဲ့အမဲသဲနဲ့ပတ်တဲ့လောက်ရက်တွေပါပြည်သူကို တတ်နေတဲ့လောက်ရက်တွေပါ တော့ဒီကနေ့ညာခင်းရဲ့တွေ့ရှိရတဲ့သတင်းဖြစ်စဉ်တွေကိုစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီကနေ့စနေနေ့မှာတော့သတင်းထူးတွေနဲ့အတူဒီရချားကိုရောက်ခဲ့တဲ့မြောက်နိုင်ကရှင်ကြည့်ဖြစ်တဲ့အာနာသိမ့်ပြီးနောက်ပိုင်းပထမဆုံးတွေ့ဆုံမှုအပြီးတရုတ်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုအသက်ပေးပြီးတော့ကာကွယ်ရမယ်လို့ရက်ကတော့တော်တော်လေးကို ထူးထူးခြားခြားသတင်းထူးအနေနဲ့ဒီနေ့ညမှာတွေ့ရပါတယ်။ရပ်ဘတ်စစ်ရှုံးကောင်စီတပ်သားတွေအနေနဲ့လည်းကျွန်တော်တို့အစကပြောခဲ့သလိုအသက်တစ်ချောင်းနဲ့နေတော့မလုံလောက်တော့ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အခုဆိုရင်အသက်ပြီးပြီးတော့ကာကွယ်ရမယ်။တခင်ကြီးတရုတ်ပောက်ဖော်ကြီးတွေပါတိုးလာတဲ့အတွက်အသက်နှစ်ချောင်းလောက်ရှိမှသာတော်ကကြပါတော့မယ်။ဒါကြောင့်မလို့လမ်းနေတော့ရွေးချယ်စရာရှိပါတယ်။အခုဆိုရင်လေအတီးတီးတော်လိုင်းတက်ဖွဲ့တွေစီမှာပြူစောထီတွေကအစလက်နက်ချအလင်းဝင်ပြီးတော့ ခိုလုံကြတဲ့ဖြစ်စဉ်တွေကိုကျွန်တော်တို့သတင်းတွေထဲမှာတွေ့မြင်ရမှာပါအဲ့တော့ဗတ်ပြောင်းခိုလုံချင်းအဖြစ်လက်နက်တွေခဲယမ်းတွေတယ်ဆောင်ပြီးတော့ဗတ်ပြောင်းလာခြင်းအဖြစ်မိသားစုဘဝတွေအသက်တွေနောက်တစ်ခါဂုံသိက္ခာတွေကိုအဖက်ဆယ်ကြပါလို့ခရင်းညမှာတိုက်တွန်းလိုပါတယ်ခင်ဗျာအဲ့တော့ဒီသူအားလုံးကိုစိတ်တပြားကျမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာတူးခြားတဲ့သတင်းဖြစ်စဉ်နဲ့တူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် ျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပြီးတော့ဘေးနားကခေါင်းဆောင်လေးကိုတီးခဲ့ပေးဖို့မေတ္တာရက်ခံကြပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်